C U C K O O cuckoo ဗတာမီမီတို့ကိုဒီနေ့ပြောပြဖို့ရွေးချယ်ထားတဲ့အကောင်လေးကတော့အုတ်အောငှက်လေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။အုတ်အောငှက်လေးတွေမှာထူးခြားတဲ့အတန်ရှိပါတယ်။ဘလို့ထူးခြားတဲ့အတန်လေးလဲဆိုတော့အုတ်အောအုတ်အောဆိုရဲသူတို့ရဲ့အတန်လေးတွေကိုຫນွေဦးရာတီမှာအများဆုံးကြားရပါတယ်။ တို့ရဲ့အဲဒီအော်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 တန်လေးကတဘာဝတရားရဲ့အလှကိုတော့မှပူပြီးလှပအောင်ဖြည့်စွက်ပေးနေတယ်လို့ပါပဲတဲ့။အော်အော်ငှက်လေးတွေကသူတို့ကိုယ်ပိုင်အတိုက်မလုပ်ဘဲနဲ့တခြားငှက်တွေရဲ့အတိုက်ထဲမှာသူတို့ရဲ့ဥတွေကိုသွားဥတတ်ပါတယ်တဲ့။အဲတော့သူတို့ရဲ့ဥလေးတွေပေါက်လာတဲ့အခါမှာလဲတခြားငှက်တွေကပဲသူတို့ရဲ့ခလေးတွေကိုမှုေးစားပြီးတော့ပြုစုစောင့်ရှောက်ရပါတယ်တဲ့။အော်အော်ငှက်လေးတွေကကိုမွှားတွေအထူးသဖြင့် အိုးဖလံကောင်းတွေအင်းဆက်ပိုးတွေနဲ့အသီးအနှံတွေကိုစားတော့ပါရဲ့တဲ့။အောငှက်တွေဟာအတောင်ရှိပြီးလေထဲမှာမြန်မြန်ပြန်တန်းနိုင်တဲ့ငှက်တမျိုးဖြစ်ပါရဲ့။အော်အော်ရီဟာစောင်းရတီမှာတော့ဝေးလံတဲ့နေရာတွေကိုစောင်းခိုတဲ့အနေနဲ့ရွှေ့ပြောင်းသွားလေးရှိပါရဲ့။အော်ငှက်တွေကိုဥရောပ၊အာရှ၊အာဖရိကနဲ့ဩစတြေးလျတို့မှာတွေ့နိုင်ပါတယ်။မြန်မာနိုင်ငံမှာလည်းတောတောင်တွေထဲမှာအော်ငှက်လေးတွေကနေထိုင်ကြပါတယ်။ ရွေးဦးရသူတို့ရောက်ပြီဆိုရင်တော့သူတို့ကသသားမိမိတို့ပါဝင်ခြင်းကိုလည်းလာတတ်တယ်နော်အဲဒါကြောင့်သသားမိမိတို့ရွေးဦးရသူရောက်လို့ရှိရင်အော်ဟောငှက်လေးတွေအတန်ကိုဂရုစိုက်ပြီးတော့နားထောင်ကြည့်နော်အခုအော်ဟောငှက်လေးတွေရဲ့ထူးခြားတဲ့အလေးအထလေးတွေကိုသိသွားပြီဆိုတော့မိကွန်းလေးတွေဖြည့်ကြည့်အောင်နော်အော်ဟောငှက်လေးတွေမှာရှိနေတဲ့ထူးခြားချက်ကဘာလဲ၁အတန်၂အရာအတန်ကိုရွေးထားတာဆိုရင်တော့အဖြေလေးယူထားမှာပဲနော် ကဲအခုအောင်းငန်လေးတွေအကြောင်းသိပြီဆိုတော့နောက်ထပ်အကောင်လေးတွေအကြောင်းလည်းထပ်ပြီးလေ့လာကြည့်အောင်နော်